င်ကာပူနိုင်ငံတွင်ကျင်းပမည်နိုင်ငံတကာမိသက်စွမ်းရည်ပြိုင်ပွဲတွင်မြန်မာပါဝင်ရှင်ပြိုင်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နိုဝင်ဘာလအတွင်းစင်ကာပူနိုင်ငံမှာကျင်းပမယ့်နိုင်ငံတကာမိသက်စွမ်းရည်ပြိုင်ပွဲမှာမြန်မာနိုင်ငံမိသက်တပ်ဖွဲ့မှ နိုင်ငံကိုစားပြုအနေနဲ့တဝူးချင်းစွမ်းရည်ပြိုင်ပွဲနဲ့အဖွဲ့လိုက်စွမ်းရည်ပြိုင်ပွဲတွေမှာ ပေါဝင်ရှင်ပြိုင်သွားမယ်လို့သိရပါတယ်။လက်ရှိတွင်ပြိုင်ပွဲအတွက်အတိုင်းဒေသကြီးပြည်နယ်အလိုက်တပ်ဖွဲ့ရွေးချယ်မှုတွေကြိုတင်ပြင်ဆင်လေ့ကျင့်နေပြီဖြစ်တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ဌာနချုပ်မှညွှန်ကြားရေးမှူးဦးသိန်းထွန်းဦးကအခုလိုပြောပြထားပါတယ်။ အဓိကတော့တပုတ်ဝင်ကျမ်းပါကျမ်းပါဒီကပါပဲဆိုရခြင်းများကြီးဆိုရတဲ့ဘူရန်ရတဲ့ကျမ်းပါတန်ဆောင်းဖို့လိုတာဖြစ်တဲ့အတွက်တပုတ်ဝင်နိုင်ငံတကာတွေကိုဆိုရခြင်းများကြီးဖြစ်ပါဒီကမှလည်းဒီစင်မျိုးရတော့တနည်းချလို့တော့မနေ့ကနောက်လို့ဆက်ပြီးဆူရတယ်တပုတ်တကြီးကတော့မစငါးဘူပင်ဝဲလုံးဝတရင်ချလာတာတော့ဒီလိုကြီးတဲ့ကျွန်တော်အဲဒီပါဒီနေတီးပြီးတပုတ်ဝင်လို့တကယ်ဆိုရင်ဒီဝါရတပုတ်ဝင်ယူပြီးတော့မှစစ်တန်းကိုတော့ကျွန်တော်တို့ဒီမှာဆောင်ရည်ပါ မြန်မာနိုင်ငံမိသားတပ်ဖွဲ့အနေနဲ့2023ခုနှစ်စင်ကာပူနိုင်ငံမှာကျင်းပခဲ့တဲ့နိုင်ငံတကာမိသားစွမ်းရည်ပြိုင်ပွဲမှာပထမဆုံးအကြိမ်ပါဝင်ရှင်ပြိုင်ခဲ့ပြီးတဝူးချင်းစွမ်းရည်ပြိုင်ပွဲမှာတတိယဆုရရှိခဲ့သလို2024ခုနှစ်မလေးရှားနိုင်ငံမှာကျင်းပခဲ့တဲ့မော်တော်ယာဉ်မော်တော်သစမှုဖြစ်စဉ်ကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲမှာအင်းရှင်မလေးရှားအသင်းကိုကြော်ကားဆုရရှိခဲ့တယ်လို့သိရပါတယ်ရှင်။